ဒေဝတာသုံးမှာမြတ်စွာဘုရားကအချက်ဆက်ချက်လောက်ရမယ့်အချက်ဆက်ချက်တွေကိုဟောထားတာရှိတယ်။နံပါတ်၁ကရဟန္တာငါးတွေနဲ့ပတ်သက်ပြီးတော့ကြွလာတယ်ဆိုလို့ရှိရင်တဲ့။နံပါတ်၁ခိယုကျဆိုရမယ်။ဒါကအကြောင်းတစ်ခုပဲ။ခုနပြောတာလို့ခိယုကျဆိုလို့ရှိရင်ဖြစ်လျာဖြစ်လျာဘဝမှာအမျိုးမြတ်တဲ့ဘဝဖြစ်တယ်ဟုတ်ကဲ့လား။နံပါတ်၄ကရှ िख ုံးဝါချာ အဲခရီးဝရဆိုတယ်ရှင်မခိုးဘူးဆိုလို့ရှိရင်အကြောင်းမဆုံးသေးဘူးပဲနံပါတ်3ကမလိုရမလို့ရှစ်ခိုးပြီးတော့နေရာထိုင်ခင်းပေးရမယ်တဲ့ဒါကိုလုံးရမယ်ကိုလုံးတဲ့ကိစ္စတွေကိုဇန်တန်ဃာတွေတည်းလည်းဒီတိုင်းပဲလေကိုရကြည့်တဲ့ဆရာတော်ကြီးတစ်ပါးကြွလာတယ်ထေကြီးဝါကြီးပုဂ္ဂိုလ်ကြွလာတယ်နံပါတ်1ခရီးဝုဆိုရမယ်နံပါတ်2ရှစ်ခိုးရမယ်နံပါတ်3နေရာထိုင်ခင်းပေးရမယ်ဟုတ်ကဲ့ ဓာနှုတ်ကိုလုံရတဲ့ကိစ္စတွေပဲဒါတွေကအလုံးဟာကုသိုလ်တွေကြီးပဲတမန်ကြည့်ရင်ဒါကုသိုလ်မဟုတ်ဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်နော်မြတ်စွာဘုရားကဒါလုံးတဲ့လုံးထိုက်တဲ့ကုသိုလ်တွေတဲ့ကောင်းပြီနေရာထိုင်ခင်းပေးပြီးတော့မလုပ်ရကိုစွမ်းနိုင်တဲ့မြတ်ကိုရဲ့ဓနအင်အားစွမ်းဤတ္တိအားအားလျော်စွာခွဲချမ်းဝေပန်လှူဒန်းမှုကိုပြုရမယ်ဒါတော့ ဘုရားဘာသာဝင်မြန်မာလူမျိုးတွေဖို့ကတော့ဒီဟာတော့ရှိတယ်လို့ပြောဆိုအင်းရောက်လာတယ်ဆိုစုကြုံနေမြင်မရွေးဟောဧကန်နဲ့ကျွေးမွေးတယ်လှူဒန်းကြတယ်ဒါတော့ရှိကြတယ်ဟုတ်ကဲ့လားအဲ့လိုမျိုးလုံးဝမဲတဲ့အဲ့လိုမျိုးမလုံးနိုင်တာလည်းပဲရှိခဲ့ဘူးတယ်ဒီမှာတော့မဟုတ်ဘူးမှတ်တမ်းမရှိလို့လည်းဖြစ်ဖြစ်ဖြစ်မှာပေါ့ဝိသုဒ္ဓိမထေမှာမှတ်တမ်းတစ်ခု ပုံမြင်ကလေးလို့ရေးထားတာလေးတစ်ခုရှိတယ်။အဲ့ဒါတော့ယဟန်တန်ဃာရီနဲ့ပတ်သက်တဲ့ပုံမြင်ကလေးတစ်ခုပါ။အိမ်တအိမ်ကိုယဟန်တစ်ပါးကြွလာတယ်၊ဆွမ်းကယဟန်တစ်ပါးကြွလာတယ်။ကြွလာတဲ့အခါကျတော့အဲ့ဒီအိရှင်မကကိုတော်ကအိမ်ပေါ်ကြွလာတယ်။မလူလဲမကောင်းဘူးဆိုတော့မပြောတော့ဆိုတော့အဲဆံအိုးရဲလဲဆံရကုန်းနေတယ်။ဆံ ဘုန်းကြီးကလည်းကြွလာတယ်အိမ်မှာဓမင်းနဲ့မချက်ရသေးဘူးညင်းညူပြီးတော့ပြောပြီးအိမ်ပြန်ထွက်သွားတဲ့နော်အိမ်မှာချက်စရာလည်းမရှိဘူးဘာမှအစင်းသေးမရှိဘူးပေါ့ရှင်တော့လောင်းမှာပေါ့အခုတော့ဘာမှမရှိတော့မလောင်းနိုင်ဘူးပေါ့အဲ့ဒီလိုညင်းညူပြီးတော့ဆန်သွားရှာတဲ့အောင်အောင်နဲ့တခြားအိမ်ကိုထွက်သွားတယ်ထွက်သွားတော့ဘုန်းကြီးကလည်းဘုန်းကြီးအပါပဲမိဖို့ကြောင့်ဝင်ကြည့် ကိုအိုးလန်ဒီအိုးလန်တွေ့တော့ဆန်နေသွားတွေ့နော်ဆန်တောင်းတဲ့ကဆန်ပုံးတဲ့ကဆန်နေသွားတွေ့ဆန်နေမကဘူးထောင်ခွေးမှာထောင်ထားတဲ့ကြံเจ้าကြီးတစ်ခုလည်းသူတွေ့ចောင်းအိမ်မေးမှာဆွဲထားတဲ့ငါ၆ပြားကြီးလည်းတွေ့သေးတယ်သူကចောင်းအိမ်ထဲမှာထည့်ထားတဲ့ထညက်ခဲကြီးလည်းမြင်ခဲ့သေးတယ် အဲ့ဒါနဲ့ဟိုတကမာကြီးကတော့ညင်းညူပြီးအိမ်မှာဘာမှမရှိဘူးဆိုဆင်းသွားပြီအပြင်သွားပြီးရှာတဲ့အောင်ရောမို့ဆင်းသွားပြီးတော့ပြန်ရောက်လာတယ်ကိုတော်ကလည်းအိမ်နေမပြက်အိမ်ဥကမ်းမှာထိုင်နေတယ်ထိုင်နေတဲ့အခါတကမာကြီးကဘာပြောပြန်တော့ဆိုတော့ဘသူစီမံနဲ့ဆန်သွားချီလို့မရဘူးချိန်မီဆန်လည်းမချက်နိုင်ဘူးပေါ့ဒီကိုတော်ကြောက်အောင်ပြောတယ်ပြောတော့အဲ့ဒီကိုတော်ကဘာပြောတော့ဆိုတော့ ဒကမကြီးတဲ့ကျုပ်လည်းကြောင်းကထွက်ကြတဲ့ကံမကောင်းမှုများတဲ့ကျုပ်လည်းကံမကောင်းမှုတဲ့လမ်းမှာမွေကြီးတစ်ကောင်တွေ့တယ်အဲ့မွေကြီးကဟောက်တောင်းမှထောင်ထားတဲ့ကြံညောင်းကြီးလောက်ရှိတယ်မိဘကြောင့်နဲ့ထောင်ထားတဲ့ကြံညောင်းကြီးလောက်ရှိတယ်အဲ့ဒါနဲ့မွေကြီးကိုကြောက်လို့ကိုယ်စီလာမှာကြောက်လို့ဒီခဲနဲ့ကောက်ပြီးတော့ပေါက်ဖို့ ခဲရှာလိုက်တဲ့အခါကျတော့ဟိုကြောင်ရင်ထဲကထញက်ခဲကြီးလောက်ရှိတဲ့ငယ်ကြီးတွေ့တယ်ဗျအဲ့ဒါကြီးနဲ့ကောက်ပြီးတော့ထူလိုက်တဲ့အခါမွေကြီးကတခါတည်းစိတ်ဆိုးပြီးတော့ပါဇာကြီးဖြဲပြတော့မွေဆွေတွေကဟောက်ဆန်အိုးတွေကဆန်းစည်းလေးတွေလိုပဲဖွေးလို့ပြီးတဲ့အခါကြံသေးတယ်မွေကြီးကစိတ်ဆိုးမှန်ဆိုးနဲ့တခါတည်းအစိတ်တွေထုတ်လိုက်တာကိုထောပတ်အိုးတွေကထောပတ်တွေလိုပဲတဲ့ သူကအကုန်ကြည့်ထားတာအဲ့လိုပြောလိုက်တဲ့အခါဟိုဒကမကြီးကအဲဒီကိုတော့တော့လိန်လို့မရတော့ဘူးဆိုပြီးတော့ဆန်တောင်းတဲ့ကဆန်ကလေးယူချက်ထောပတ်ဆွမ်းကလေးချက်ကြံကြောင်းလေးဖြတ်တပိတ်ပေါ်တင်းဖျက်ညက်ခဲလေးနဲ့ဆွမ်းကလေးရတဲ့ဟုတ်ကဲ့ရေးထားတာကတော့တန်ဃာတော်တွေဟာအဲ့ဒါလို့မလုံတင်ဘူးပစ္စည်းလေးပါနဲ့ပတ်သက်ပြီးမလုံတင်ဘူးဆိုတာနဲ့ပတ်သက်ပြီးရေးထားတာ သို့သောအဲ့ဒါမျိုးလည်းရှိတတ်တယ်တဂရကမတွေပဲကဒါပါတော့ဆိုရင်ယထာတ္တိယထာဗလံတံဝိပဇိမကိုရှိတဲ့စွမ်းအားရှိသလောက်ခွဲဝေပေးမယ်ဆိုတဲ့လှူဒန်းမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးရမယ်တဲ့မြတ်စွာဘုရားဟုတ်ကဲ့ကိုခွန်အားလည်းရောက်ကိုတက်နိုင်တဲ့လောက်လေးကိုထဲကကိုစားတဲ့ထဲကတလုံးတစုပ်ခွဲပြီးတော့လှူတာမျိုးလောက်ရမယ်တဲ့ဒါနံပါတ်၄က အေးလှူဒန်းပြီပြီဆိုရင်ဘာလို့ ਆ မလို့မြတ်စွာဘုရားကနံပါတ်5ကြတော့တရားနာဖို့ရာအတွက်ယန္တန်ကအနီးမှာချင်းကပ်ရမယ်ဒီအဆင့်ကြတော့လှုပ်တဲ့လူအလွန်ရှားသွားပြီဟုတ်ကဲ့လားဘုန်းကြီးကလည်းအိမ်ရောက်လာရင်အရာစကားပြောပြီးပြီးသွားတာတရားကမလည်းတော်ကြောင်တော်ကြောင်အရာကြောင်တွေပြောပြီးပြီးသွားကြတရားနာဖို့ဆိုတာ တော်တော်လေးခက်တာเนาะအဲ့တော့တရားဓမ္မနာယူဖို့ရယဟန္တာဃာနာဆိတ်ကပ်ပြီးတော့အရှင်ဘုရားဆုံးမဩဝါဒလေးရောက်တဲ့ရောက်ခိုက်တပည့်တော်တို့တရားလေးတမို့တပုံးလောက်တို့တို့တုတ်တုတ်လေးဟောပါအောင်ဘုရားတရားနာဖို့အနီးနားချင်ကပ်ရမယ်တဲ့အေးယဟန်တော်ကတရားဟောပြီဆိုလို့ရှိရင်ဩဟိတတော်တော်ဓမ္မန်သူနေနားဆိုင်ပြီးတော့ ဟောသမ ्या တရားကိုမှတ်မှတ်သားသားနားရမယ်။ကြည့်ကြည့်အခုလိုတရားပွဲရောက်တဲ့အခါကျတော့ကြည့်။ဒါတရားပွဲနဲ့လည်းဆိုင်းလာပြန်တယ်။တရားနာပြီဆိုရင်ဩဟိတသောတော်ဂယုတဆိုင်နားဆိုင်ပြီးတော့ထောင်မှုလိုအပ်တယ်နော်။ဂယုတဆိုင်ထောင်ရမယ်။ခေါ်တဲ့တရားတွေတလုံးမလွတ်ရအောင်နားဆိုင်ပြီးတော့ထောင်ရမယ်။ ေးနားထောင်ပြီးတော့ဘာလို့အောင်မလဲလို့ဆိုရင်အဲ့ဒီတရားကိုမှတ်မှတ်သားသားရင်ထဲနှလုံးထဲမှာမှတ်သားထားရမယ်မမှတ်မိနိုင်ရင်လည်းစာအုပ်လေးနဲ့ဘောပင်လေးနဲ့မှတ်ထဖို့တရားနာထားတဲ့တရားလေးတွေကိုမှတ်မှတ်သားသားမှတ်ထားရမယ်မှတ်သားထားပြီးတဲ့အခါကျတော့နံပါတ်၈ကမှတ်သားထားတဲ့တရားတွေကို အနဲ့ဒိဗ္ဗေစင်ရင်စဉ်းစားရမယ်အနဲ့ဒိဗ္ဗေဆိုတာလက်တွေ့ဘလို့ကျင့်သုံးရမလဲဆိုတာစင်ရင်စဉ်းစားကြည့်ရမယ်နားလည်အောင်အဒိဗ္ဗေနားလည်အောင်ကြိုးစားရမယ်လို့သူလို့ဆိုလို့နောက်ဆုံးနံပါတ်9ကအဒိဗ္ဗေနားလည်ပြီးတဲ့အခါမှာအဲ့ဒီအတိုင်းလက်တွေ့ကျင့်သုံးရမယ်တဲ့ကိုချက်ရှိတယ်ဟုတ်ကဲ့အဲ့ဒီကြမှာလမ်းဆုံးနေတယ် ဲ့ဒီကြမှာလမ်းဆုံးလေအေးတချို့ကနံပါတ်1တို့ဆိုတဲ့ခရူးကျုံဆုံမှုတော့လုပ်တယ်ကျန်တာတွေမလုပ်ဘူးဟောမပြည့်စုံတဲ့ဘဝတစ်ခုရရှိကြအေးတချို့ကခရူးလဲကျုံဆိုပါရဲ့ရှ िख ူဝချမှုဆိုတာလဲပြုပါရဲ့နှစ်ခုတော့လုပ်တယ်ကျန်တာတွေမလုပ်ဘူးဆိုရင်မပြည့်စုံတဲ့ဘဝတစ်ခုရောက်ပြန်အကောင်းနေမဆုံးရမှု ေတချိုးကသုံးခုလုပ်တယ်ခယူးကျိုးဆိုတယ်ရှ िख ုဝါချတယ်နေရာထိုင်ငင်းပေးတယ်ကျန်တာတွေမလုပ်ဘူးမပြည့်စုံဘူးအေးတချို့ကခယူးကျိုးဆိုတယ်ရှ िख ုဝါချတယ်နေရာထိုင်ငင်းပေးတယ်ရှိတာလေးခွဲချမ်းလှူတယ်ဆိုတဲ့၄မျိုးထီအောင်လုပ်တယ်ကျန်တာတွေမလုပ်ဘူးသူလည်းမပြည့်စုံဘူးတဲ့အေးတချို့ကျတော့အဲ့ဒီ၄မျိုးအပြင် ဘာထက်လို့တုံးဆိုရင်တရားနာဖို့ရာအတွက်အနိနာမှာတော့ထိုင်နေပါရဲ့တရားကိုတော့နားဆိုင်ပြီးမထောင်ဘူးဆိုတာလေနားဆောင်ထိုင်မှုဆိုတာလေကိုတော့မလုပ်ဘူးတဲ့ဟောသူလည်းမပြည့်စုံဘူးအေးတချို့ကတော့တရားနာတော့ကတော့မှတ်မှတ်သားသားနားနားဆိုင်ပြီးတော့ထောင်ပါရဲ့နားထောင်ပြီးတာနဲ့တပြိုင်နက်တရားပွဲကထပြန်သို့မဟုတ် တရားနာတဲ့နေရာကထပြန်သွားတာနဲ့တပြိုင်နက်ဘာတကူမှမကြံတော့ဘူးမှတ်သားထားတာတကူမှမရှိဘူးအိမ်ပြန်ရောက်တာနဲ့အကုန်မေ့ဟုတ်ကဲ့လားအဲ့လိုမျိုးဆိုလို့ရှိရင်လည်းမပြည့်စုံဘူးတဲ့အေးတချို့ကမလဲမှတ်သားထားတယ်သို့တော်မှတ်ယုံမဲမှတ်ထားတယ်အနေဒိဗေတွေကိုမစင်စားဘူးတဲ့ဆိုလိုရင်အဒိဗေတွေကိုမစင်စားဘူး ေးတချို့ကြတော့ဆိုလိုရင်းအတိတ်ပဲလဲသိပါတယ်စဉ်းစားတယ်တရားလာတဲ့အတိုင်းရှင်းသုံးမှုကြတော့မပြုတ်ဘူးဟောမပြည့်စုံတာဒီပေါ့ပြည့်စုံမှုဆိုတာကိုမျိုးလုံးလုံးမှပြည့်စုံမယ်ဒီအကြောင်းကိုဒေဝတာတုတ်ထဲမှာခေါ်ထားတာရှိတယ်တခုသောညတန်းကောင်ကျော်တဲ့အချိန်ကောင်းကင်က ကောင်းကင်ဘုံကနတ်တွေကအာဂတ္ထနတ်ခေါ်တာပေါ့အဲ့ဒီကောင်းကင်ဘုံကနတ်တွေကမြတ်စွာဘုရားကိုဖူးမြော်ဖို့တရားနာဖို့ဆိုတာလာတဲ့အချိန်တကောင်ကြော်မှလာလေးရှိကြတယ်တကောင်အတွင်းမလာဘူးလူတွေတိတ်ဆိတ်ပြီးအိတ်ကုန်ပြီဆိုတဲ့အချိန်မှာနတ်တွေကလာကြတယ်နတ်တွေကလူတွေစီလာဖို့ရအတော်ကြိုးစားပြီးတော့လာကြ။မပြစ်လို့တော့ဆိုရင် လူတွေရဲ့အနတ်အသက်သူတို့နှကောင်းနဲ့မရင်ဘူးဘုန်းကြီးတို့တွေတိရစ္ဆာန်ယုံသွားတဲ့အခါကျတော့ကြာနန့်ချင်းသေးနန့်နေမြောက်နန့်နေရဲလားနည်းနည်းမလားတခါတလေအိမ်မွေးထားတဲ့ခွေးတောင်ခွေးရဲ့အနတ်အနန့်နေလေအဲ့တော့လူတွေရဲ့အနတ်ကိုလည်းနတ်တွေကမခံနိုင်ဘူးတဲ့မခံနိုင်တဲ့အတွက်ကြောင့်လူပြေလာတဲ့အခါကျတော့မျက်တဖုံးတက်ပြီးတော့လာသလားတော့မသိဘူး နှကောင်းပိတ်လာရမယ်ထင်တယ်။၎င်းကြောင်မှလူတွေတိတ်ဆိတ်အိပ်ပြီးတော့နေတယ်ဆိုလို့ရှိရင်လူတွေလှုပ်ရှားမှုမရှိသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့ထွက်လာတဲ့လေဟာငြိမ်သက်သွားတယ်ပေါ့။အနတ်သက်တည်းလည်းငြိမ်နေမှာပေါ့အဲ့ချိန်မှာနော်။ဟိုသွားဒီသွားဆိုရင်လူတွေခန္ဓာကိုယ်တွေကအနတ်နေရတဲ့ခါလေးထွက်နေမှာငြိမ်သက်နေပြီဆိုလို့ရှိရင် လေတွေကတန့်ညင်တန့်တယ်။ဒါကြောင့်မို့ညသကောင်းကြောင်လာတယ်။ အဲ့ဒီမှာနတ်တွေဟာအုပ်စုလိုက်လာကြတယ်အုပ်စုလိုက်လာပြီးတော့ဖះရှောက်ကြတာတပည့်တော်တို့လူဘွားတို့ကဗျာတဲ့ယန်းတန်ဃာတွေကြွလာတဲ့အခါခီးဥကြိုပဲဆိုတဲ့ဇန္နာတွေတခုမှမလုခဲ့ဘူးဗျာဒါကြောင့်မလို့တပည့်တော်တို့ကမျက်နှာငယ်ရတယ်ဗျာတဲ့နတ်ဘွားမှတော့ဟုတ်ကဲ့တပည့်တော်တို့မျက်နှာငယ်ရတယ်တဲ့မပြည့်မစုံအောက်တန်းကျတဲ့အနေအထားမျိုးမှာတပည့်တော်တို့ရှိပါလေ နောက်တဦးစုကလာပြီးတပည့်တော်ခရီးဦးကျုံလဲဆိုးရပြဖြစ်လဲရှိခိုးပါတယ်ဗျာဒါပေမဲ့လို့တပည့်တော်ကျန်တာတွေမလုပ်ခဲ့ဘူးတဲ့ဒါကြောင့်တို့တပည့်တော်လဲမျက်နှာငယ်ရတယ်ဗျာအဲ့ဒီတဦးစုထွက်သွားတော့နောက်တဦးစုကလာတယ်ဖခင်ကိုရှောက်တယ်တပည့်တော်တို့ဗျာတဲ့ရှင်လဲရှိခိုးခရီးဦးနဲ့ကျုံဆိုတယ်ရှင်လဲရှိခိုးတယ်နေရာထိုင်ခင်းလဲပေးတယ်ဗျာသို့တော်တပည့်တော်တို့ ခွဲချမ်းဝေဖန်ပြီးတော့လှူဒန်းမှုမလုပ်ခဲ့ဘူးဒါကြောင့်မို့တပည့်တော်မပြည့်စုံဘူးမျက်နှာငယ်ရတယ်နောက်တအုပ်စုကြတော့တပည့်တော်အဲ့ဓာရီအားလုံးလုံးတယ်အားလုံးလုံးတယ်ဒါပေမဲ့လို့တရားနာဖို့ဆိုတာယဟန်တန်ဃာရီနာတပည့်တော်မချင်းကပ်ခဲ့မိဘူးဒါကြောင့်မို့တပည့်တော်ကမပြည့်မစုံတဲ့ဘဝမျိုးရောက်ရပါတယ်ဩနောက်တအုပ်စုကတော့ရှောက်တယ် တပည့်တော်တို့တရားနာဖို့တော့အနီးကချင်းကပ်ပါရဲ့ဟောတဲ့အခါကျတော့တပည့်တော်တို့ကနားဆိုင်မထောင်ခဲ့ဘူးဖရားဟောမပြည့်မစုံဖြစ်ခဲ့ရတယ်နောက်တော့အစုကျတော့တပည့်တော်တို့ကနားဆိုင်တော့ထောင်နေဖြစ်ရတယ်ဒါပေမဲ့လို့နာကြားထားတဲ့တရားတွေကိုတပည့်တော်မှတ်မှတ်သားသားမရှိဘူးဖရားအကုန်လုံးမေ့သွားတယ်ဒါကြောင့်မို့မပြည့်စုံတဲ့ဘဝတပည့်တော်ရောက်ရတယ်ဟောနောက်တော့အစုကျတော့ တပည့်တို့မှတ်တော်မှတ်ထားပါတယ်ဗျာတဲ့မှတ်ထားတဲ့တရားတွေရဲ့အနဲ့အိဗယ်ကိုတပည့်တို့မစင်ကားဘူးတဲ့ဒီတိုင်းပဲမှတ်ထားတဲ့အတိုင်းပဲထားလိုက်ကြတယ်ဒါကြောင့်မို့တပည့်တို့မပြည့်စုံတဲ့ဘဝရောက်ပါတယ်ဆိုနောက်တော့စုကြတော့လာတယ်တပည့်တို့ကအနဲ့အိဗယ်တော့စဉ်းစားမိတယ်ဗျာဒါပေမဲ့လက်တွေ့ကျင့်သုံးမှုတပည့်တို့မလုပ်ခဲ့ဘူးဒါကြောင့်မို့မပြည့်စုံဘူးတဲ့ နောက်ဆုံးလျှောက်တဲ့အုပ်စုကြတော့တပည့်တော်အဲ့ဒါတွေအကုန်လုတ်တယ်ဗျာကိုယ်တိုင်လဲကျင့်တယ်ဒါကြောင့်မို့လို့တပည့်တော်ဟာတော့အကြောင်းစုံလို့တပည့်တော်အကောင်းအဆုံရပါတယ်ဗျာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့နတ်တွေကလျှောက်ကြတယ်ဟုတ်ကဲ့လားအဲ့ဒီအကြောင်းကိုဒေဝဒါသုတ်တံမှာမြတ်စွာဘုရားကဟောထားပြီးယဟန်တွေကိုဘယ်လိုတတိပေးတယ်လဲဆိုလို့ရှိရင်ချက်သားယဟန်တို့ဒီနတ်တွေကိုကြည့် ကိုလုတ်တင်နာတွေကိုပြည်ပြည်ဆုံးဆုံးမလုတ်ခဲ့ဘူးဆိုလို့ရှိရင်အခုနောင်တပူပန်ကြရတယ်နောက်မှနောင်တရကြတယ်ဩတို့လုတ်ထားတွေမပြည့်စုံခဲ့တဲ့အတွက်ကြောင့်ခုလိုအောက်တန်းနောက်တန်းကြတဲ့အခြေအနေမျိုးတွေရောက်နေရပါလားလို့ဆိုပြီးတော့ကိုကိုကိုအပြစ်တင်ပြီးတော့နေကြတယ်ဒါကြောင့်မို့လို့တင်ချစ်သားတို့လည်းပဲနောင်တပပူပန်ရအောင်အခုချိန်မှာ အကြောင်းစုံအောင်လုပ်ကြတဲ့ဟုတ်ကဲ့လားသီလလည်းပြည့်စုံအောင်လုပ်ရမယ်တမာရီလည်းပြည့်စုံအောင်ကျင့်ရမယ်ပညာကိုလည်းပြည့်စုံအောင်တိတ်ခတ်တော့ရအကျင့်ရတွေကိုပြည့်ပြည့်စုံစုံအထုတ်ကြမြတ်စွာဘုရားကသာယထဘိက္ခဝီမာပမာတ္ထသာယထဆိုတာသမထဝိပဿနာကျင့်စဉ်ကိုကျင့်သို့မဟုတ် ကိုဘဝအရေးကိုဘကူပြည်ပြည်ဝဝတွေးထားကြဘုန်းကြီးတို့တွေမတွေးသင့်ဘူးလားကိုဘဝဟာကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့ကိုဘဝအရေးကိုကိုဘကူတွေးထားရငါအခုရထားတဲ့ဘဝတစ်ခုဟာနှိမ့်ချနေသလားသူများနဲ့စာရင်ငါ top 10ထဲမှာပါရလားမပါဘူးလားဟုတ်ကဲ့လားမပါသေးလို့ရှိရင်ငါဘာတွေလုပ်ဖို့လိုနေသေးသလဲမစဉ်းစားသင့်ဘူးလား အဲ့ဒါကိုပြောတာဇာယထအတိပ္ပယ်တစ်မျိုးနဲ့ပြောမယ်ဆိုရင်ဇာယထအမတ်တမဲ့မနေနဲ့ကိုဘဝလေးကိုဆင်ញင်သုံးသပ်မာပမာဒတ်ထမိမိလျော်လျော်နဲ့မနေကြနဲ့မာပိစ္ဆာဝိပတိတာရီနောအဟုဒ်နောက်ကြမှာနောင်တမရစေကြနဲ့ဟောမြတ်စွာဘုရားကဒါဟာငါဘုရားရဲ့တတိပိကျက်ဆုံးမဩဝါဒပိကျက်ပဲဖြစ်တယ်လို့ဒီသုတ်တံကိုဒီစကားနဲ့အဆုံးသတ်ထားတယ် ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဋ္ဌတ်တို့အဲအကြောင်းစုံမှအကောင်းဆုံးမှဖြစ်တော့ကြောင်းအကြောင်းတရားတွေပြည့်စုံအောင်တို့တွေအသိဉာဏ်ရှိတဲ့လူ့ဘဝရတဲ့အခါသာသနာတော်ကြီးနဲ့ကြုံကြိုက်တဲ့အခါမှာလုံးတဲ့လှုပ်ထိုက်တဲ့အကြောင်းတရားတွေတို့ပြည့်ပြည့်စုံစုံလုံးမပဲနောက်ဆုံးအဆင့်ဖြစ်တဲ့ဓမ္မာနုဓမ္မပฏิပတ်တိဓမ္မလို့ဆိုတဲ့လောကုတ္တရာတရားနဲ့ လျော်တဲ့အနုဓမ္မဆိုတဲ့သီလသမာဓိပညာသိက္ခာ၃ရဲ့အကျင့်မြတ်တွေကိုတို့လက်လမ်းမိသမျှဖြစ်ခြင်းမှသာလေတို့လုပ်တဲ့လုပ်တွေဟာပြည့်စုံမှဖြစ်တယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒကိုဥထိတ်ထက်ပန်းစင်လျက်အကြောင်းစုံအောင်ကြင်ကြံကြိုးကို အားထုတ်နိုင်ကြပါစေကုန်သတည်း